ရဲတွေစစ်ဆေးလိုက်တဲ့အချိန်မှာទីလိုက်ရတာကတော့ဝတ်သားတွေထဲမှာပျောက်ဆုံးနေတဲ့အမျိုးသမီးရဲ့အသားတွေကိုပါရောနှောပြီးတော့ထည့်ထားတယ်ဆိုတာကိုទីလိုက်ရတယ်ဗျ။အားလုံးပဲမင်္ဂလာပါခင်ဗျာ။အခုကျွန်တော်ပြောပြမယ်မူကင်းဖြည့်မှန်အကြောင်းအရာကတော့အတော်လေးကိုမှကြောက်စရာကောင်းတယ်မူကင်းဖြည့်မှန်တကူလည်းဖြစ်ပါတယ်။လွန်ခဲ့တဲ့2017ခုနှစ်လောက်ကဖြစ်ပါတယ်။အခုဆိုလို့ရှိရင် ။ဟဲ့ဆင်းအားဖြစ်ဆိုရင်14နှစ်လောက်ကြာခဲ့ပြီပေါ့နော်။ဒီလွန်ထားပူလီမျိုးနယ်ထဲမှာပဲဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ဒီလွန်ထားပူလီမျိုးနယ်ရဲစခန်းကိုထနခေါ်လို့အမည်ရတဲ့အမျိုးသားတစ်ယောက်ကနေပြီးတော့ဖုံးဆက်လာတယ်ဗျာ။တနခေါ်ဆိုတဲ့ဒီအမျိုးသားကအင်ဂျင်နီယာတယောက်ဖြစ်တယ်လို့လည်းသိရတယ်ဗျနေတာကတော့နွထားပူရီမြို့ထဲမှာပဲနေတယ်ရဲစခန်းကိုဖုံးဆက်အကြောင်းကြားလာတဲ့အချိန်ကတော့သူကဒီအလုပ်ကိစ္စအကြောင်းတခြားမျိုးနယ်ကိုဒါရောက်ရှိနေတာလည်းဖြစ်တယ်ပေါ့နော် င်ဂျင်နီယာတယောက်ဖြစ်တဲ့အခါကျတော့အလုပ်ကိစ္စကြောင့်တခြားမျိုးမှာရောင်းနေတာလည်းဖြစ်နိုင်တယ်ပေါ့နော်။ရဲစခန်းကိုဖုံးဆက်ပြီးတော့အကူအညီတောင်းလာတာကတော့သူ့ရဲ့ဇနီးဖြစ်တဲ့သူမာမိကာလို့အမည်ရတဲ့အမျိုးသမီးဟာတဲ့အဆက်အသွယ်မရတော့ဘူးဆိုရင်အဲ၃-၄ရက်လောက်ရှိနေပြီပေါ့နော်။အရင်ကဆိုလို့ရှိရင်အမဲလိုလိုတဲ့ဖုံးဆက်စကားပြောဖြစ်တဲ့ပေါ့နော်။ဒါကြောင့်ရဲတွေအနေနဲ့ပေါ့နော်သူ့ရဲ့မိမကိုကူပြီးတော့စာပေးပါဆိုပြီးတော့လူမျိုးပြောလာတယ်လို့ပေါ့နော်။ဒီအိမ်မှာသူ့မိမနဲ့တူတူနေတဲ့သူ့ရဲ့အဖေကိုဖုံးဆက်ပြီးတော့မေးတဲ့အခါကျပြန်တော့လေအဖေပြောတာကတော့အဲမင်းရဲ့မိမက ာတဲ့ငါနဲ့စကားများပြီးတော့အိမ်ကနေပြီးတော့ထွက်သွားတာပေါ့နော်အခုချိန်ထိပြန်မလာသေးဘူးအဲဆိုပြီးအဲ့လိုမျိုးပြောတယ်ပေါ့နော်ဒါကြောင့်အဲမျိုးသားဖြစ်တဲ့သူအနေနဲ့စိတ်ပူလို့သူ့ရဲ့မိမကိုဝိုင်းဝန်းပြီးတော့အကူအညီရှာပေးကြပါဆိုပြီးရဲတွေကိုအခုလိုမျိုးသူကအကူအညီတောင်းလာတာလည်းဖြစ်တယ်ပေါ့နော်တိုင်ကြားလာတဲ့အမျိုးသားဖြစ်တဲ့သူရဲ့ဒီပြောကြတဲ့အချက်လက်တွေကိုစုဆောင်းပြီးတော့ရဲတာပေါ့နော်ဒီခဏခေါ်ရဲ့အဖေတွေမိမတွေအဲသားတွေနေတဲ့အိမ်ကိုရဲတွေကလိုက်သွားတယ်ရဲတွေရောက်ရှိတဲ့အချိန်မှာအဲ့ဒီအိမ်မှာတွေ့ရတာကတော့ခဏခေါ်ရဲ့အဖေဖြစ်တဲ့အဲသူ ਨੇ သူ့ရဲ့သားလေးလေးနဲ့အရွယ်ကလေးလေးကိုတွေးရတယ်ပေါ့နော်ဒါနဲ့ရွေးတွေကလည်းရောက်ချီလာတာနဲ့ပတ်သက်ပြီးတော့အဲ့ဒီတနခေါ်ရဲ့အဖေဖြစ်တဲ့သူကိုပြောတာပေါ့နော်ဦးလေးရဲ့သားဖြစ်တဲ့သူကကျွန်တော်တို့ကိုသူ့ရဲ့မိမပျောက်ဆုံးတာနဲ့ပတ်သက်ပြီးတော့တိုက်ကြလာတယ်ပေါ့နော်ဒါကြောင့်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အနေနဲ့စစ်စစ်မင်းမြမှုတွေလှုပ်ရှင်လို့အခုလိုမျိုးဒီကိုရောက်လာတာဖြစ်တယ်ဆိုပြီးတော့ဦးလေးကြီးကိုပြောတယ်ပေါ့နော်ဦးလေးကြီးရဲ့အမိကတော့လုံချလို့ခေါ်တယ်အဲဦးလေးကြီးလုံချကလည်းသူ့ရဲ့ချွေးမပျောက်ဆုံးတာနဲ့ပတ်သက်ပြီးတော့သူကအခုလိုပဲပြောတယ်ပေါ့နော်အဲသူ့ရဲ့ချွေးမကလည်းသူနဲ့စကားများ ြီးတော့ပေါ့နော်အိမ်ပေါ်ကနေပြီးတော့ဆင်းသွားတာဖြစ်တယ်တဲ့စကားမရတဲ့အဓိကအကြောင်းရင်းရလဲပေါ့နော်ရွှေမှဖြစ်တဲ့သူကတဲ့သူ့ရဲ့ အဖေတွေအမေတွေစီကိုပတ်သက်ပို့ကျင်တယ်ပေါ့နော်အဲ့ဒီပတ်သက်ပို့မဲ့ငွေပမာဏကိုလည်းကျွန်တော်ချီမှာသူကတောင်းတယ်တဲ့ကျွန်တော်ကလည်းသူတောင်းတဲ့ငွေပမာဏမရှိတဲ့အကြောင်းကိုသူပြောတယ်ပေါ့နော်အဲ့ဒါကိုသူကလက်မခံဘူးတဲ့အဲ့ဒီခါမှာတရားနဲ့တရားစကားများကြရန်စကားများကြတယ်ပေါ့နော်အဲ့ဒီအဲ့ဒီစကားများညာဖြစ်တာကိုတဲ့ဟိုစိတ်ကောက်ပြီးတော့ပေါ့နော်အိမ်ပေါ်ကနေပြီးတော့ဆင်းသွားတာဖြစ်တယ်တဲ့အခုဆိုလို့ရှိရင်3-4ရက်လောက်တောင်ကြာနေပြီပေါ့နော်အဲဘယ်ကြီးသွားနေတယ်ဘယ်ရောက်နေတယ်ဆိုတာသူ့အနေနဲ့လည်းမသိဘူးဆိုပြီးတော့ဦးလေးကြီးလုံချတာရဲတွေကိုအဲ့လိုမျိုးဖြောင်းချက်ပေးတယ်ပေါ့နော် ရဲတွေကလည်းဒီပျောက်ဆုံးနေတဲ့အမျိုးသမီးနဲ့ပတ်သက်ပြီးတော့ဗောနော်အဲပတ်ဝန်းကျင်ကလူတွေကိုလည်း မင်းမြန်းမှုတွေလုပ်တယ်ဒီကမှာပတ်ဝန်းကျင်ရလူတွေရဲ့ဒီပြောပြချက်အရာကတော့ဦးလေးကြီးလုံချနေတဲ့သူ့ရဲ့ဆွေးမားဆိုလို့ရှိရင်နေ့တိုင်းလုံးလုံးမကြာခဏစကားများရံဖြစ်တယ်ပေါ့နော်ပတ်ဝန်းကျင်ကလူတွေအနေနဲ့တောင်မှပဲသူတို့နေ့ရက်ရဲ့စကားများရံဖြစ်တာတွေအာရိုးနေပြီဆိုပြီးတော့အဲ့လိုမျိုးပြန်ပြီးတော့ပြောတယ်ပေါ့နော်အဲ့နဲ့ရဲရဲထပ်ပြီးတော့မင်းမြန်းစရာနောက်ထပ်တယောက်ရှိနေတယ်အဲ့ဒါကတော့အဲလုံချရဲ့မေးပေါ့နော်ပျောက်ဆုံးနေတဲ့အမျိုးသမီးရဲ့လင်းနေအရွယ်သားလေးကိုမေးတယ်ချော့မော်ပြီးတော့သားသားရဲ့အမေဘယ်သွားလဲလို့အဲ့လိုမေးတဲ့အခါမှာခလေးက အဖြေတာကအမေကဘယ်ဘယ်မှမသွားပါဘူးတဲ့အိမ်မှာပဲရှိရပါတော့အခန်းထဲမှာအိတ်နေတယ်ဆိုပြီးတော့ကလေးအဲ့လိုမျိုးပြန်ဖြေတယ်။ဒါနဲ့ရဲတွေကဒါဆိုလို့ရှိရင်လည်းတားရဲ့အမေအိတ်နေတဲ့နေရာကိုလိုက်ပြပါအောင်ဆိုပြီးတော့ချုံတော်ပြီးတော့ပြောတာပါတော့အဲ့ဒီခါမှာကလေးလေးကအဲသူတို့အိတ်တဲ့အခန်းထဲကိုခေါ်သွားတယ်ပေါ့နော်။ခန်းထဲရောက်တဲ့အခါမှာဟောအိတ်ရပါဘူးလက်မျိုးထိုးပြတယ်ကလေးကဟိုမှာမတွေ့ဘူးလားလေအမေနဲ့အိတ်နေတယ်တဲ့ ရဲတွေကလည်းဗမာလည်းပေါ့နော်မရှိပါဘူးသားရဲမမီပေါ့နော်ဟိုမှာမလွတ်လာနဲ့ပြန်ပြီးတော့ငုတ်တုတ်ထိုင်နေတယ်တဲ့မမီတဲ့ဒီဘက်ကိုကြည့်နေတယ်ပေါ့နော်အခလေးတွေနဲ့ခွေးတွေကတရက်တစ်စေဝိညာဉ်တွေကိုမြင်ရတယ်ဆိုတာဖြစ်နိုင်တော့တယ်ဗျအဲ့ဒါရဲတွေကလည်းမသင်္ကာတော့ဘူးပေါ့နော်မသင်္ကာတာနဲ့ပဲအဲ့ဒီမျိုးသမီးရဲ့အခန်းထဲမှာလိုက်ပြီးတော့စာပွဲစစ်ဆေးမှုတွေလုပ်တယ်အဲ့မှာဘာပွားတွေ့တယ်လဲဆိုတော့ကအဲ့ဒီအမျိုးသမီးအသုံးပြုတယ်ပတ်ဆက်အိတ် ပြီးတော့ရှင်အပြင်သွားလို့ရှင်စီးတဲ့ဖဏတ်တွေမတ်ပုံတွေနဲ့အလှကုန်ပစ္စည်းတွေအားလုံးကနေရာမယွင်းတဲ့အဲဒီခန်းထဲမှာရှိနေတာကိုရဲတွေကတွေ့တယ်ပေါ့နော်အမှန်တကယ်ဆိုလို့ရှင်စိတ်တူလို့ပဲအဲဘောနော်အိမ်ဘွားဆင်းသွားတယ်ပဲဖြစ်စေမျိုးသမီးတွေကယောက်ျားလေးတွေတဲ့သူတို့ကသူတို့ရဲ့အသုံးဆောင်ပစ္စည်းတွေကိုအရာတည်တတ်တဲ့အကျင့်သူတို့မှာရှိတယ်ပေါ့နော်အခုခါကဘလို့နည်းနဲ့ပဲဖြစ်အိမ်ဘွားကသူဆင်းသွားပြီဆိုလို့ရှင်ပတ်စံအိမ်နဲ့မတ်ပုံတွေဖဏတ်တွေ ယူရမှာပဲပေါ့နော်အခုတော့အပြင်မှာသွားတဲ့အခါမှာစီးတဲ့ဖက်နဲ့လည်းအခန်းထဲမှာနေရာမယွင်းရှိနေတယ်ပြီးတော့မှတ်ပုံတွေလည်းရှိနေတယ်အားလုံးကအပြင်သွားလို့ချင်းယူသွားတင်တဲ့ PC တွေအားလုံးကဒီခန်းထဲမှာရှိနေတဲ့အခါကျတော့ရဲတွေကလုံးဝမတင်ကြတော့ဘူးပေါ့နော်မတင်ကြတာကတော့ဦးလေးကြီးလုံချပေါ့နော် ပြဆောင်နေတဲ့အမျိုးသမီးရဲ့ရောက်ကတိကိုမတင်ကြဘူးဒါနဲ့အဲအိမ်ကိုလိုက်လိုက်ပြီးတော့ရဲရဲစာဝေးစစ်စေးမှုတွေလောက်တာပေါ့နော်ဒီဦးလင်းကြီးလုံချရတယ်သူရဲ့တနန်းတဲ့ပိုင်စီဝါရေးရှိတယ်အဲ့ဒါကတော့သူကဝက်တီကိုလည်းသူကိုယ်တိုင်မွေးမြူနေပြီးတော့သူကိုယ်တိုင်ရဲ့ဝက်တီကိုတက်ပြီးတော့ဝက်သားလေးရောင်းတယ်ဝက်သားနဲ့ပတ်သက်တဲ့အသားလုံးတွေဝက်ဥချောင်းတွေကိုလည်းသူကိုယ်တိုင်နဲ့ပြုတ်လုပြီးတော့ရောင်းချတဲ့အလုံးတွေသူကအဲဒီအတမွေးဝက်ချောင်းရက်တီတယ်ပေါ့နော်အဲဦးလင်းကြီးလုံချအဲ့ရဲရဲကအဲ့လိုလိုက်လိုက်စာဝေးစစ်စေးလိုက်တဲ့ခါမှာအိမ်မှာမတွေ့ရလဲဆိုတော့ရေခဲတစ်တာအကြီး၃လေးလုံးထဲမှာပေါ့နော်ဝက်သားတွေကိုလည်းတွေ့ရ တယ်။ဝက်သားတွေကိုကြိတ်ထားတဲ့ဟိုအသားကြိတ်ဖက်တွေလည်းတွေ့ရတယ်ပေါ့နော်။အဲအဲ့ဒီဦးလေးကြီးလုံချရဲ့အိမ်မှာဆိုလို့ရှိရင်ဝက်သားကြိတ်တဲ့တိတ်ဆက်က နှလုံးသုံးလုံးလောက်သူ့ရှိမှာရှိတာကိုရေးတွေကတွေ့ရတယ်ပေါ့နော်အဲ့ဒါရဲတွေကဒီရေကတိတာတွေထဲမှာပေါ့နော်ကြိတ်ထားတဲ့ဝသားတွေကိုမတင်ကြဘူးပေါ့နော်ဒီဝသားတွေထဲမှာပဲပျောက်ဆုံးနေတဲ့အမျိုးသမီးရဲ့အသားတွေများရှိနေနိုင်သလားပေါ့နော်အဲ့လိုအထင်နဲ့ဦးလေးကြီးလုံချမသိခင်အသားပေါ့နော်အဝသားအနှဲငယ်ကိုစစ်ဆေးဖို့အတွက်ရစက်ကန်းကိုယူဆောင်သွားတယ်ပေါ့နော်အဲ့ဦးလေးကြီးလုံချကိုလည်းရဲတွေကမှာခဲ့တယ်ပေါ့နော်ဦးလေးကြီးဦးလေးကြီးရဲ့ဆွေးမရဲ့တည်င်း ဘောနောထူးခြားလို့ရှိလို့ရှိရင်လည်းရဲစခန်းကိုအကြောင်းကြားလာဘောနောပြန်လာတဲ့ဆိုရင်လည်းရဲစခန်းကိုအကြောင်းကြားလာပါဆိုပြီးတော့ရဲတွေအဲ့လိုမျိုးပြောဆိုမှကြားပြီးတော့ရဲစခန်းကိုအပြန်သွားတယ်ဘောနောရဲစခန်းရောက်တဲ့ခါကျတော့သူတို့ဟိုအတိဥလိကြီးလုံချအင်အားယူလာတဲ့အဲကြိတ်ထားတဲ့ဒီဝတ်သားတွေကိုဘောနောခင်မီနီးပညာတွေနဲ့တရားဆက်စေးကြည့်လိုက်တဲ့အခါကျတော့ဒီဝတ်သားတွေထဲမှာအထူးထူးခြားခြားလူအသားတွေကိုပါတွေ့ရတယ်အဲ့လူအသားကတော့ပျောက်ဆုံးနေတဲ့အမျိုးသမီးမာလီကာရဲ့အသားတွေပဲဖြစ်တယ်ဘောနောအဲ့နဲ့ရဲတွေကလုံးဝဒီဟာက ဦးလေးကြီးလုံချတဲ့လက်ချက်ပဲပေါ့နော်အဲ့ဒီရဲတွေကဦးလေးကြီးလုံချနေတဲ့အိမ်ကိုပြန်လာပြီးတော့တေးတေးချာချာစာပွဲစစ်ဆေးမှုတွေလုပ်တာပေါ့နော်အဲ့ဒီမှာဘာဘွားတွေ့ရတယ်လဲဆိုတော့ ဝတ်သားတွေခုတ်ထစ်ထားတဲ့အထဲမှာဆိုရင်လည်းပျောက်ဆုံးနေတဲ့မျိုးသမီးရဲ့အသားတွေလည်းပါတယ်ဒီကြိတ်ထားတဲ့ဝတ်သားကြိတ်ဖက်တွေထဲမှာဆိုရင်လည်းမျိုးသမီးရဲ့အသားစားတွေနဲ့ရောနောကွန်တော်ထည့်ထားတာဟိုဟိုရေတွေကမြင်တွေ့လိုက်ရတယ်ပေါ့နော်အဲအဲ့ဒီအရာတွေနဲ့ပတ်သက်ပြီးတော့ဦးလေးကြီးလုံချကိုရေတွေကဖမ်းဆီးလိုက်တယ်ဖမ်းဆီးပြီးတော့ရဲစခန်းကိုခေါ်ဆောင်သွားတာပေါ့နော်ရဲစခန်းရောက်တဲ့အခါကျတော့ဒီပျောက်ဆုံးနေတဲ့မျိုးသမီးနဲ့ပတ်သက်ပြီးတော့ပေါ့နော် ဦးလေးကြီးကိုစစ်ဆေးမေးမြန်းမှုတွေလုပ်တာပေါ့နော်အထောက်အထားအချက်လက်ကလည်းပြည့်ပြည့်စုံစုံရထားပြီးဖြစ်တဲ့အခါကျတော့ပထမမှာတော့ဘလောက်ပဲထောက်ထားပြည့်ပြည့်စုံစုံပဲရေးရည်လက်ထက်မှာရှိနေပြီဆိုပေါ့နော်လူသက်သမားဖြစ်တဲ့ဦးလေးကြီးလုံချရတော့ အကြောင်းအကံထုံးစံအတိုင်းပဲညင်းဆန်တာပေါ့နော်အဲသူမလောက်ရပါဘူးဗာညာပေါ့နော်အမျိုးမျိုးညင်းဆန်တာနောက်ဆုံးမှာတော့ရဲတွေကလည်းသူတို့မှာအချက်လက်ခိုက်ခိုက်လုံလုံရှိတဲ့အခါကျတော့ဦးလေးကြီးလုံချရတယ်လုံးဝမညင်းတာတော့ပေါ့နော်ရဲတွေကလည်းအချက်အလက်ခိုက်ခိုက်မှမှရှိမှသာပဲတရားခံကိုဖမ်းတာဖြစ်တယ်ပေါ့နော်ထိုင်းကရဲတွေကိုပြောပါတယ်နောက်ဆုံးမှာတော့ဦးလေးကြီးလုံချရတယ်မညင်းတာတော့ပဲနဲ့သူ့ရဲ့ရွှေမကိုသူကိုယ်တိုင်တက်ပါလဲဆိုပြီးတော့သူဝန်ခံလိုက်တယ်ပေါ့နော်ဘာကြောင့်တက်ရတာလဲဆိုလို့ရှိရင်တဲ့ဦးလေးကြီးလုံချရဲ့ အမျိုးသမီးကတော့အကွယ်လွန်သွားတာသုံးလေးနှစ်လောက်ရှိပြီပေါ့နော်ဒီအမျိုးသမီးမရှိတော့တဲ့နောက်ပိုင်းကစလို့ဒီအိမ်မှာအဲသုံးယောက်ပဲနေတာများတယ်ပေါ့နော်။တားဖြစ်တဲ့သူကလည်းအင်ဂျင်နီယာတယောက်ဖြစ်တဲ့ခါကျတော့သူအလုပ်ကိစ္စနဲ့အပြင်မှာထွက်နေရတာပဲပြားတယ်။အိမ်မှာဆိုလို့ရှိရင်အဲဦးလေးကြီးလုံချရဲ့သူ့ရဲ့မြေးရဲ့ရွှေမရဲ့သုံးယောက်ပဲရှိရပေါ့နော်။ဒီချိန်မှာဦးလေးကြီးလုံချသူ့ရဲ့ရွှေမကိုတားသမီးအရင်လိုမျိုးလုံးကမမြင်နိုင်တော့ပဲနဲ့ပေါ့နော်။တနာစိတ်တွေစိုးမိုးလာပြီးတော့အမြဲတမ်းပဲ ဟိုအရေးကြီးကြီးကြီးနေတဲ့သူဟိုကာမပြုတ်ကျင်ဖို့လိုက်ချောင်းနေတာပေါ့နော်ရေချိုးတယ်ဆိုရင်လည်းရေချိုးခန်းတွေမှာသူအပေါက်တွေဖောက်ပြီးတော့ချောင်းနေအိတ်တယ်ဆိုရင်လည်းအိတ်ခန်းတွေမှာအပေါက်တွေဖောက်ထားတာတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးလိုက်ပြီးတော့သူချောင်းနေဒီနေ့မှာတော့သူအရက်တွေသူတောက်လိုက်တယ်တောက်ပြီးတော့ညာဘက်သူအိမ်ကိုပြန်လာတယ်ပေါ့နော်ပြန်လာပြီးတော့သူ့ရဲ့ဆွေးမှာအိတ်နေတဲ့ခန်းကိုဦးလေးကြီးလုံချာဝင်းနေတယ် ဒီချိန်မှာသူ့ရဲ့မြေးရတယ်အိတ်နေတယ်ပေါ့နော်အဲ့ဒီခါမှာသူ့ရဲ့ချွေးမာကိုသူအတင်းအပြင်ကိုဆွဲခေါ်ပြီးတော့ပေါ့နော်ဟိုဒီကာမပြုတ်ကျင်းမှုလောက်တာပေါ့နော်လောက်တဲ့အခါမှာချွေးမာဖြစ်တဲ့သူကသူ့ကိုလက်မခံဘူးလက်မခံတဲ့အခါမှာတရားနဲ့တရားအပြန်လန်စကားများရရင်ဖြစ်တာမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့ဒါနဲ့ဥလေးကြီးလုံချာသူ့ရဲ့ချွေးမာကို ဆွဲလဲလိုက်ပြီးတော့ပေါ့နော်လေဘေးကိုညှစ်၎င်းကိုလည်းဒီကောင်းလေးနဲ့ပိတ်ပြီးတော့ပေါ့နော်ဒါတတ်လိုက်တယ်တဲ့တတ်ပြီးတော့မှသူငရင်းကျင်လာတယ်ဆိုပြီးတော့သူထွက်ဆုံတယ်ပေါ့နော်တော်တော်ကြီးဥမာရုံမာတယ်သူလို့ပြောရမယ်ဗျသူကလည်းဖမ်းမိတဲ့အခါမှာနောင်တအားတွေကြီးကျယ်ရပြီးတော့သူမားတဲ့အားတွေအလုံးကိုဝေခံတာပေါ့နော်ဆွေးမဖြစ်တဲ့သူကတော့သူ့ရဲ့လက်ချက်ကြောင့်ဒါသေဆုံးသွားပြီပေါ့နော်သေဆုံးသွားတဲ့အခါမှာသူရုံအလောင်းကို ဘယ်လိုဖျောက်ပြရမလဲသူစဉ်းစားလို့မရဘူးပေါ့နော်ဒီအယုံထောင်းကြီးကိုတခြားသူတွေမြင်သွားလို့ရှင်သူတက်တာကိုမိသွားမှလည်းသူကြောက်တယ်ပေါ့နော်အဲ့ခါမှာသူကမိုင်းမာမိုက်တော့အဆုံးကုန်တိအောင်မိုက်မယ်ဆိုပြီးတော့အတွေးဝင်ပြီးတော့ပေါ့နော်သူ့ရဲ့ရွှေမာရဲ့ရုပ်အလောင်းကိုညာရင်းကြီးပဲသူခုတ်ခဲ့ပြီးတော့ပေါ့နော်ဝတ်သားတွေနဲ့ရောပြီးတော့ချိန်ဆက်တဲ့ကိုထည့်ပြီးတော့အဲချိန်ပြတယ်ဆိုပြီးတော့အဲ့လိုမျိုးသူဝင်ခံလိုက်တယ်ပေါ့နော်အတော်ကြီးကမှကြောက်စရာကောင်းတယ်ပေါ့နော်ဒီကာမစိတ်ဖြစ်ပေါ်လာတယ်အဲကြောင့်ဟိုဖြစ်ပေါ်လာတဲ့ဒီစိတ်ဆန္ဒကို အဲ့တိတ်ခါနဲ့မထိန်းတဲ့အခါကျတော့အခုလိုမျိုးတွေအပြစ်တင်တာလေးဖြစ်ကုန်တယ်လို့ပဲအဲဆိုရမှာပေါ့ဗျာနောက်ဆုံးတော့ပြစ်မှုထင်ရှားတဲ့ဦးလေးကြီးလုံချကိုထောင်တန်းတတတကျွန်းချမှတ်လိုက်တယ်လို့သိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့တင်ဆက်ပေးတဲ့မူကင်းဖြစ်အမှန်အကြောင်းအရာလေးကလည်းဒီလောက်ပါပဲခင်ဗျာအဆုံးတရောက်နားဆင်ခံစားပေးကြလဲတယောက်စီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျာ